မင်္ဂလာပါရှင်ခစ်သစ်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးငနုံငအများသာယုံကြည်ကြမည်အတိတ်ပဲမဲ့ငြိမ်းချမ်းရေးထိုးစက်ကြီးဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် စေယုတ်စုသည်၎င်းတို့မထော်မနှံဖန်တီးထားသည့်ရွေးကောက်ပွဲဆိုသည့်ထိုးစစ်ကြီးအတွက်ပွဲကြီးပရိသတ်ရှာနေပြီဖြစ်သည်ဟုအေရှားတိုင်းမှဒေးဗစ်စကော့မီတီဆန်ကယခုလိုရေးသားလာခဲ့ပါသည်ထို့အတွက်ပြင်ဆင်သည့်အနေဖြင့်သုံးရက်ကြာငြိမ်းချမ်းရေးဖိုရမ်ကြီးကိုနေပြည်တော်ရှိအုပ်ချုပ်အုပ်ပိတ်များကြားပြုလုပ်လာခဲ့ပါသည် တက်ရောက်လာသူများကတော့စေအုပ်စုမှထိတ်တန့်စစ်ကောင်းဆောင်များတန်တမန်များဌာနဆိုင်ရာအကြီးအကဲများနိုင်ငံရေးပါတီများမှကောင်းဆောင်များယခုအခါအသက်မဝင်တော့သည့်နိုင်ငံလုံးဆိုင်ရာအပြစ်ခက်ရဲစဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားသည့်အဖွဲ့များတရုတ်အိန္ဒိယရုရှားနှင့်ထိုင်းနိုင်ငံတို့မှပုဂ္ဂိုလ်များဖြစ်ကြပါသည် လက်ရှိမြန်မာနိုင်ငံအခြေအနေကိုထဲထဲဝင်ဝင်မဟုတ်သေးတိုင်းတမန်ကာရှန်ကာမြတိခဲ့သူများပင်ရုတ်တိနှင့်ကင်းကွာလာသည့်ထင်ရောက်ထင်မှအတွေးခေါ်များသာဖြစ်သည်ဟုယူဆကြမိလည်းဖြစ်ပါတယ်2021စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်တွင်းစစ်ကြီးနဲ့ရင်ဆိုင်နေရသည်သာမကစီးပွားရေးတောက်လျှောက်ကျဆင်းလာမှုပြည်တွင်းရေးမငြိမ်မှုများနဲ့လုံးချာလိုက်နေသည့်နိုင်ငံလည်းဖြစ်ပါတယ်ငြိမ်းချမ်းရေးတိဆောက်ဖို့ဆိုသည်ကလည်းလောက်ွက်မရှိရွေးကောက်ပွဲဆိုသည်ကလည်းယုံကြည်ရလောက်တော်ဟုခေါင်းစဉ်တက်လိုက်ုံနဲ့ပင်မြောင်း င်းနဲ့ရောက်သွားပြီးဖြစ်ပါတယ်ညီညွတ်မှုဆိုသေးလည်းမရှိတကယ်တမ်းရှိနေသေးက၎င်းတို့အားဖြိုလဲရဲမဟာဗျူဟာရပူးပေါင်းနေကြသည့်တိုင်းရင်းသားအဖွဲ့များနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့အကြားတွင်သာဖြစ်ပါတယ် အနာသိန်းကောင်းဆောင်မဲအောင်လိုက်တဲ့ရွေးကောက်ပွဲနဲ့ငင်းချဲရေးလုပ်ငန်းစဉ်များသည့်အနာဂတ်တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးအတွက်လိုအပ်သည်ဆိုသောစကားသည်လည်းပြီးခဲ့တဲ့6လလုံးလုံးပြောခဲ့သည်များမှအပအထူးခြားမလာခဲ့ပေလက်ရှိအသုံးပြုနေတဲ့မဲအများဆုံးရသူအနိုင်ရစနစ် FBTB အပြင်အချို့ကကိုးစားပြုစနစ် PR ကိုလည်းရောနှောစနစ် ပုံစံဖြင့်အသုံးပြုသွားမည်ဖြစ်သည်ဟုလည်းဆိုပါတယ် ၎င်းတို့လုံမည်ဆိုသောရွေးကောက်ပွဲသည်ရခိုင်ပြည်နယ်ရှမ်းပြည်မြောက်ပိုင်းနှင့်ကရင်ပြည်နယ်များပါဝင်မည်မဟုတ်ဟုနိုင်ငံ၏ကြံတဝက်ခန့်မှသာလုံရန်ရည်ရွယ်ထားပါသည်ထို့သို့ပြောဆိုပြီးတက်ရောက်လာသူများနှင့်ဓာတ်ပုံတွဲအရိုက်ခံပြီးယခုနှစ်တွင်၃ချိန်မြောက်အဖြစ်ဘယ်လာရုစ်နှင့်ရုရှားသို့သွားရန်၎င်းတို့ဝယ်ပေးထားရသည့်လေရင်ကြီးပေါ်တက်သွားပါတော့တယ်၎င်းတို့၏စိတ်တော်သည့်မီဒီယာများကလည်းငင်းချင်း၏ဖိုရန်ကြီးကိုတမန်ကာရှန်ကာများသာရေးသားထုတ်လင်းကြပြီးခေါင်းဆောင်ကြီး၏မင်းရှိစေဝါစေ ုံသွားသည်နှင့်စိန့်ပီတာစဘတ်စီးပွားရေးဖိုရန်ခီးစင်များကိုသာအသားပေး ဖော်ပြခဲ့ကြပါသည်။သို့သောငိမ့်ချင်းဖိုရန်တို့တရုတ်ဘက်မှတင်ရှိခြင်းယူနန်နှင့်ဘီဂျင်းတက္ကသိုလ်များမှပညာရှင်၃ဦးလည်းတက်ရောက်လာကြပါသည်။တရုတ်ဘက်ကတကယ်တမ်းမှာရွေးကောက်ပွဲဆိုသည်ကငိမ့်ချင်းလုပ်ငန်းစဉ်များပေါ်အယုံကြည်မရှိ၎င်းတို့အတွက်ကတည်ငြိမ်မှုပုံစံတစ်မျိုးမျိုးထွက်လာရန်နှင့်ဒီအတိုင်းဆက်မသွားဖို့တေးကြစီမိလမ်းကြောင်းကိုသာစိတ်ဝင်စားကြပါသည်။တချို့ကဘီဂျင်းသည်ရွေးကောက်ပွဲအားမင်းအောင်လှိုင်အား ဖယ်ရှားပြီးယုတ်တိရှိရှိလှုပ်လို့သည့်ကောင်းဆောင်တယောက်နဲ့အစားထိုးရန်ကြံရွယ်နေသည်ဟုပြောဆိုနေကြပါသည်။ တရုတ်သည်တစ်တုံညနေခွန်စစ်စင်ရေးကြီးနောက်ပိုင်းတရုတ်နယ်စပ်တလျှောက်ရှိနေမြေအမြောက်များကိုတိုင်းရင်းသားအဖွဲ့များကသိမ်းယူထားခြင်းရခိုင်တွင်လည်း၎င်းတို့၏စီမံကိန်းဒေသများအားအရခတက်တော်ကဝိုင်းရံခံရခြင်းဆိုသည့် နောက်ဆက်တွဲပြဿနာများကိုရင်ဆိုင်ဖြေရှင်းနေရပါသည်မင်းအွန်လိုင်းကမိန်ကွန်းတဲတွင်တရုတ်ပြည်အားမတိမတာထက်နှက်သွားပါသေးတယ်ငင်းချင်ရေးဆွေးနွေးရာတွင်ပြည်ပဆွတ်ဖက်မှုကင်းဝေးရမည်အခြားသူများ၏ဩဇာအလွမ်းမခံရအောင်အထူးတတိထားရမည်ဟုထည့်ပြောသွားခဲ့ပါသည် ွင်းရေးဝင်မဆွဲရဆိုသည်ကအာနာရှင်တို့၏လက်သုံးစကားဖြစ်တော်လဲလောင်ရှိုးကိုပြန်ရအောင်တရုတ်တို့ကြားဝင်ပေးခဲ့မှုနဲ့မြောက်ပိုင်းရှိတခြားလက်နက်ကိုင်အဖွဲ့များနဲ့အဆက်ဆံမပြတ်ရှိနေမှုကိုရည်ညွှန်းခြင်းလည်းဖြစ်နိုင်ပါတယ်။ထိုင်းဘက်မှဒုတိယနိုင်ငံသား၏ဝင်ကြီးဟောင်းနဲ့ထိုင်းကြီးတက်စစ်ဦးစီးချုပ်ဟောင်းတို့တက်ရောက်ခဲ့ကြပါတယ်။ထိုင်းနဲ့တရုတ်ဟာစစ်တပ်အာနာသိမ်းခဲ့မှုကြောင့်အတိုက်ခိုက်ခံရဆုံးနိုင်ငံများလည်း အထူးကိခံရဆုံးနိုင်ငံများလည်းဖြစ်ပါရယ်၎င်းတို့တက်ရောက်လာခြင်းသည်စေအုပ်စု၏ရွေးကောက်ပွဲကိုချွင်းချက်မရှိ ထောက်ခံခြင်းမျိုးမဟုတ်ဘဲ၎င်းတို့၏လုံခြုံရေးနှင့်စီးပွားရေးအကျိုးစီးပွားအတွက်ရှေ့ဆက်နိုင်မည့်လမ်းကြောင်းများကိုရှာဖွေရန်တတိကြီးစွာဖြင့်တန်တမန်ရေးရာဟန်ချက်ညီအောင်ထိမ့်ညှိဆောင်ရွက်ခြင်းဖြစ်ပါရယ်အဓိကဒါရီစောင့်ကြည့်ရမည်ကအိန္ဒိယပင်ဖြစ်ပါရယ်အိန္ဒိယသည်အာနာသိမ့်ပြီးနောက်ဆူဆူဝါဝါတလွဲစပင်ကောင်းပြီးပတ်သက်လာ၍ဖြစ်ပါရယ် ိုရန်တို့ဝိုင်းရင်တန်တမန်တို့ဦးနဲ့သတင်းစာဆရာအများအပြားရောက်လာကြပါတယ်။အိန္ဒိယသည်ဆေးဥစု၏ရွေးကောက်ပွဲကိုလူလူလာလာထောက်ခံလာပွဲရှိနေပါတယ်။အိန္ဒိယ၏ electronic မဲပေးဆက်ကိုလည်းသုံးလာဖို့ရှိနေပါတယ်။ဆေးဥစုကလည်း၎င်းတို့သုံးပါများ၍တနာစရာကောင်းနေရသည့်လက်ပါစီများဖြစ်သောလမောင်ရွှေဇော်ဦးအောင်နိုင်ဦးတို့အားလည်းပွဲထုတ်လာပြန်ပါတယ်။၎င်းတို့၏ဂုံတိတ်ခါများသည်လည်း2012-2015ခုနှစ်တမရဟောင်းဦးသိန်းစိန်လက်ထက်ငင်းချင်း၏လုပ်ငန်းစဉ်အတွင်းမှာပင် င်ကြဆင်းသွားခဲ့ရပြီဖြစ်ပါတယ်ပြည်သူ့ပါတီဥက္ကဋ္ဌကိုကိုကြီးနဲ့အတူရွေးကောက်ပွဲဝင်မြိပါတီများမှကိုယ်စားလှယ်များလည်းရောက်လာကြပါတယ်2015 NCA လက်မှတ်ထိုးထားတဲ့တိုင်းသာခေါင်းဆောင်စုသူများကလည်းထိုကဲသို့သောပွဲမျိုးကိုတက်သားယုတ်ကြီးများပမာမပြတ်မကွက်ရောက်လာကြပါတယ်သို့သော၄နှစ်ကြာပြည်တွင်းစစ်ကြီးအတွင်းဒေသခံလူလူဤထောက်ခံမှုလည်းမရတော့သည့်အပြင်တရားဝင်ကိုစားပြုတ်ခွင့်လည်းဆုံးရှုံးသွားခဲ့သူများဖြစ်ပါတယ် ငင်းချင်ရေးဖိုရန်ဆိုသည်ကစေအုပ်စုကိုဖျော်ဖြေရန်တက်တက်မယိုးမသားစကားများတစားစင်လာရောက်ပြောဆိုကြသည့်လောက်ပွဲမျိုးသားဖြစ်ပါれအနောက်တိုင်းတန်ရုံအများစုအားရက်တက်တက်ပောင်းများစွာကြိုပြီးဖိတ်ခဲ့တော်လဲဝေးဝေးကရှောင်နေကြကြပါれစေအုပ်စုသည်ခန့်ညံ့ညံ့အကွက်များဖြင့်ထိုးထိုးသောပွဲမျိုးကိုအမဲလိုထထလုတ်တက်တော်လဲအခွင့်ရေးသမားများထဲမှပင်ခက်နုံနုံခက်အားများသာကောင်းကျိုးတစ်ခုတည်းလေးပါနိုင်သည်ဟုတွေးနိုင်သည့်ပွဲမျိုးလည်းဖြစ်ပါれ ညီများပင်ပွဲများထလုပ်စေကောင်မူပြည်သူအများစုအပေါ်စစ်ပွဲဆင်နွှဲနေခြင်းပြီးခဲ့သည့်ရွေးကောက်ပွဲနှစ်ခုတွင်မဲဆန္ဒရှင်များတခဲနဲ့မဲပီးရွေးချယ်ခဲ့သည့်ပါတီဂျီအာဖျက်သိမ်းပစ်ခဲ့ကြ၍၎င်းတို့၏ရွေးကောက်ပွဲဆိုသည်ကိုပြည်တွင်းပြည်ပမှမြည်သူတဦးတယောက်များယုံကြည်ကြမည်မဟုတ်သည့်ပွဲလေဖြစ်ပါသည်ပြည်သူတို့၏ခုခံတွန်းလှန်စေအမှုချအောင်ရမည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စင်ကူးတွင်စစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုကြောင့်ကြံ့ခိုင်ရေးယုံထိမှန်ပျက်စီးတဲ့သတင်းချောင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစင်ကူးမြို့နယ်မှာစစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ကြံ့ခိုင်ရေးပါတီယုံအဆောက်အဦထိမှန်ပျက်စီးခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်များအရသိရှိရပါတယ်။ ဇွန်လ29ရက်နေ့ည10:00နာရီအချိန်မှာစစ်ကောင်စီရဲ့တရက်ဦးလေတပ်ကနေတက်လာတဲ့ MiG-29 Jet Fighter တစ်စီးဟာစင်ကူးမြို့ပေါ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်စင်ကူးမြို့ပေါ်ကကြံ့ခိုင်ရေးပါတီရုံအဆောက်အဦထိမှန်ပျက်စီးခဲ့ပြီးပြည်သူတွေကတော့အထိကိမရှိခဲ့ဘူးလို့သိရှိရပါတယ်။ အလားတူဇွန်လ29ရက်နေ့လယ်ပိုင်းမှာလဲစင်ကူးမြို့နယ်လက်ပံလာကျေးရွာပြည်စိုးအောင်ရက်ွက်ကိုတရက်ဦးလေးစိတ်ကတက်လာတဲ့စစ်ကောင်စီရဲ့ jet fighter တစ်စီးကလေးချောင်းတိုက်ခိုက်မှုလုံဆောင်ခဲ့သေးကြောင်းသိရပါဗါးအဲ့ဒီလေးချောင်းတိုက်ခိုက်မှုမှာလဲအသက်40အရွယ်ဒေသခံအမျိုးသမီးတယောက်ရုပ်အလောင်းမကျန်ရှိပဲခန္ဓာကိုယ်တစ်ခုလုံးပျက်စီးသေဆုံးသွားကလက်ပံလာကျေးရွာကနေအိမ်အဆောက်အဦးသုံးလုံးလဲပျက်စီးခဲ့တယ်လို့သိရှိရပါဗါး